ော်တိုဘာလ၁ရက်နေ့ကရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကရွှေလီပေါတော့နယ်တပြူချန်ကျေးရွာတွေကိုလူအုပ်စုဖွဲ့ပြီးမိရှိုးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်အစ္စလမ်ဘာသာဝင်ကမန်တိုင်းရင်သူအသက်80ကျော်အဘွားအုပ်တို့အပါအဝင်လူ6ဦးသေဆုံးခဲ့ရပါတယ်။လက်ရှိမှာတော့တပြူချိုင်ကျွာကထွက်ပြေးကြသူတရားကျော်ဟာရွာနားမှာစုဝေးပြီးအစိုးရကပေးအပ်တဲ့စားနပ်ရိက္ခာနဲ့ယာယီခိုးလုံနေကြပါတယ်ရှင်။ ဲ့ဒီမီရှိုတိုက်ခိုက်မှုမှာအဖိုးအဖေနဲ့မောင်ဖြစ်သူပါတေဆုံးခဲ့ကြောင်းတပြူဆိုင်ကြေးရွာသူဒေါ်တန်းတန်းနွယ်က RFA ကိုအခုလိုပြောပါတယ်ကျွန်တော်တို့တပြူဆိုင်မှာဖြစ်တာကတော့စင်ခေါင်းနဲ့စင်ခေါင်းနဲ့တပြူဆိုင်ဆာနှစ်မိုင်လောက်กว่าတယ်နှစ်မိုင်လောက်กว่าတဲ့နေရာကနေပြီးတော့ရွှေပြအလုံးသမားရောက်ပန်းရခိုင်အဲ့ဒီသားလူတွေကလူတစ်ထောင်ကျော်လောက်ကတက်ပြီးတော့အိမ်လုံးမီရှိုတယ်လူတွေကိုတတ်တယ်အဲ့ဒါမှာကျွန်မအဖေအသက်90အဖိုးကြီးကဓာတ်ရံနဲ့ဆုံးတယ်နောက်တစ်ယောက်က ဒေါ်အေးကြီးဆိုတာအသက်85နှစ်အရွယ်အတော်ကြီးကလေးဖြတ်ပြီးတော့အရာထဲမှာလဲနေတဲ့အတော်ကြီးကိုဓာတ်တရားလေးရှင်နဲ့ဆုံးတယ်။နောက်ပြီးတော့ကျမမောင်လေးတရားမောင်ခွင်နိုင်လို့ခေါ်တယ်။အဲ့ဒီကလေးလေးကကြီးကလေးတရားနဲ့နေပြီးတော့မိလာပြီးတော့ဆုံးတယ်။နောက်တစ်ယောက်ကတော့ဥဒုမီယာလို့ခေါ်တယ်။သူပြိုင်ကအဲ့ဒီကမွတ်စလင်တယောက်ပဲ။သူကနေပြီးတော့လှန်တရားနဲ့နေပြီးတော့မိလာပြီးတော့ဆုံးတယ်။နောက်တစ်ယောက်ကတော့ဥမြင့်နေလို့ခေါ်တယ်။လူတရားကြီးကလေးတရားနဲ့မိလာပြီးတော့ဒိတ်ဆုံးပါတယ်။ ရဆုံးပြီးတော့အဲ့ဒီအလောင်းတွေကိုအကုန်ကိုသန်းနှမျိုးနဲ့ဟိုယူပြီးတော့သန်းနှမျိုးကအစ္စလင်အဖွဲ့အစည်းတွေကနေပြီးတော့သန်းနှမျိုးသိချင်ပါပဲအကုန်တင်းညို့လို့မင်းညနေပါပဲပြီးသွားပါပြီတပြုတ်ဆိုင်ကြည့်ရတာတူကတော့သူတွေ့ကြုံခဲ့ရတဲ့အကျန်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုလိုရှင်းပြပါတယ်ရှင်ဟိုဟိုဘက်ကလာပြီးလူအုပ်ကြီးကနေတင်တယ်ပြန်ပြောပြပြီးတော့ဟိုဒီအနောက်ဟိုဘက်ကပါတောင်ဘက်ကအုပ်ပြတ်တက်လာပြီးတော့လူစုတော်တော်အများ၄00လောက်ရှိပါ င်္ဂါလောက်ရှိပေါ့အဲ့ဒါမှာမိတွေတင်ပြီးတော့အဲကျွန်တော်တို့ဒီကပြန်ပြီးတော့ကုကန်ပါကုကန်လည်းကမရတဲ့အဆုံးမှာထွက်ထွက်ပြေးတန်တွဲမျိုးနဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဝင်းနိုင်က အော်တိုဘာလ1ရက်နေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုလိုရှင်းပြပါဗျ။ခဲနဲ့ချနေပြီ။မီးရှို့နေပြီ။မီးရှို့နေပြီလို့ပြောတယ်။မီးရှို့နေပြီဆိုရယ်ဖုန်းတွေကကျွန်တော်ဒါဒါသူတို့ထွက်နေတဲ့အတန်းပေါ့နော်။ရေးလည်းမလောက်ကြက်လည်းမလာဘူး။အဲဒီလိုပြောတယ်ထပ်ပြီးတော့ ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာဒီမီးရှို့ခံရတဲ့နေရာနဲ့ဒီမြို့နယ်ခန်းမမြို့နယ်ခန်းမနဲ့ကန္နမလန်းဆိုတာအဲ့နေရာခိုက်တရာရှိလိုက်ရင်ခိုက်တရာ150ပဲပေါ့ပီ3 350ပေါ့ပီ3 450အဲဒီဘက်ဝင်ကျင်လည်းရှိတယ်ဒါကန္နမလန်းဒီဘက်ကတာရိုဒါလန်းအပြီးရင်ဥပမာတော့ဘက်ကကမိသမိသနဲ့တဖာလုံးပန်းဝင်ကျင်လည်းရှိတယ်မိသကရောက်လာတဲ့အချိန်မှာမိနစ်20နောက်ကျတယ် အောက်တိုဘာလ၁ရက်နေ့ကမီရှိုဖို့ဂျိုးပန်းသူ၃ဦးကိုရဲကဖမ်းဆီးရမှာချင်းချောက်တဲ့အတွက်လွှတ်ပေးလိုက်ကြောင်းအဲ့ဒီနောက်မီရှိုမှုတွေဖြစ်ခဲ့တာလို့အခုလိုပြောပါတယ်ဟစ်တန်ဟော်တန်နေနဲ့ကျွန်တော်တောင်ပေါ်ကြေးပါရဲ့အနောက်ဖက်လူအုပ်ကြီးရောက်လာအဲ့တော့အဲ့လိုရောက်လာတဲ့အချိန်မှာပဲကျွန်တော်တို့ကြေးရမှာရှိတယ်လူတူးကဒီလူအုပ်ကြီးဟိုဘက်ကအစ်တန်အော်တန်နေနဲ့သူတို့ဒီဘက်ကကျွန်တော်တို့မှာရှိတဲ့လူဦးရေနဲ့ခုခံကာကွယ်လိုက်တဲ့အခါကျွန်တော်တို့စီက အင်ရှီ၄၅၆လုံး9လုံးလောက်ကိုသူတို့မီးတင်ပြီးတော့ကြီးရကျွန်တော်တို့စီကအော်ဟစ်ထုတ်လိုက်တယ်ခုခံကာကွယ်လိုက်တယ်အပေါ်မှာသူတို့နောက်ကိုဆုတ်သွားတယ်တိတ်မကြခင်မှာပဲကျွန်တော်တို့ဆက်သွယ်ထားတဲ့ပြည်သူရဲတပ်ဖွဲ့ကရောက်လာရောက်လာပြီးတော့ပဲဒါလိုက်စေအိမ်မှုတယောက်ကို ခေါ်ပြီးတော့အဲ့ဒီဆင်ကောင်းကြီးပါရှိလမ်းမကြီးအတိုင်းလိုက်သွားတယ်နေနိုင်ကြီးပါဝင်ဝတ်ဒီအဲ့ဒီ ရောက်တော့အခါအဲ့ဒီလူအုပ်ကြီးကိုတွေ့တယ်အဲ့ဒီအချိန်မှာပဲဒီကျွန်တော်တို့ကြည်ပါဦးလာဖြက်စီမီတင်နဲ့ဖွဲ့တဲ့ကလူ၃ဦးကိုဖမ်းလာဆိုင်ကယ်၄စင်းကိုလည်းကျွန်တော်တို့ဒီပြည်သူ့ရဲတပ်ဖွဲ့ကတိမ့်လာခဲ့အဲ့ဒီနေ့မနေ့၈နာရီကျော်ခန့်အချိန်လောက်မှာပဲအဲကျွန်တော်တို့ဒီပြည်သူ့ရဲတပ်ဖွဲ့ကိုကျွန်တော်တို့ရွှေလီရဲစခန်းကိုဒီတရက်ခန်းတွေကိုယူသွားတယ် ယူသွားပြီးတဲ့အချိန်မှာပဲဆိုင်ကယ်နဲ့ဒီတရက်ခံရဲ့ဆိုင်ကယ်နဲ့လူတွေကိုယူသွားတဲ့အချိန်မှာပဲတရင်တွေကထွက်လာဒီလူတွေကို ပြန်လှော့မပေးဘူးဆိုရင်ကြံနေရွာအားလုံးတောင်ပေါ်မှာရှိတဲ့တပိဆိုင်တောင်ပေါ်မှာရှိတဲ့အိမ်ဒီအားလုံးကိုဆက်ဖြုံဖြက်စီးမယ်မိရှုံမယ်လူဝင်အားတိုးဒီတရင်တွေကြာလာ တန်ရွေးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့မီရှိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တနင်္လာရှိသူစုစုပေါင်း16ဦးလောက်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းအမည်မဖော်လိုတဲ့ရခိုင်ပြည်နယ်ဆွေရအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။